ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်။ရုပ်ရည်နေရာဒီကျမကိုချစ်ခင်အားပေးကြတဲ့ယုံကြည်အားပေးကြတဲ့ခုနှစ်ရက်သားသမီးများအလုံးရှင်းနေပွားသားသမီးများအလုံးဒီတစားမုံလာမှာစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနေနဲ့ပြည့်စုံပါစေ။တစားမုံလာအတွက်နောက်ဆက်တလပိုင်းအတွက်တနစာကံကြမ္မာများကိုတနင်္ဂနွေသားသမီးများနေစပြီးတော့အထူးဟောပြောပေးမှာဖြစ်ပါရင်တနင်္ဂနွေသားသမီးများတစားမုံလာမှာဘယ်လိုကံကြမ္မာများနဲ့ဘယ်လိုကံစားတာတွေကိုရောက်ရှိနေလဲဆိုတာကိုကျမရဲ့ဗီဒီယို like ကလေးကိုအစားဆုံးနေကြည့်ရှုပေးဖို့လိုအပ်ပါတယ်။ ။တနင်္ဂနွေသားသမီးများကဒီစက္ကလပိုင်းဆိုတာကတော့မိမိတို့အထူးဂရုပြုရမယ်၊ဂရုစိုက်ရမယ်လတလဖြစ်ပါတယ်။ပေါ့ပေါ့ပြက်ပြက်မနေထိုင်မိအောင်လည်းအထူးစင်ကြင်ရမှာဖြစ်ပါတယ်။မိမိတို့အနေနဲ့ဆယ်လပိုင်းအကုန် စက္ကလပိုင်းလအစအနေစပြီးတော့မှမိမိတို့ရဲ့ဒိဋ္ဌံတစ်ခုခုကိုလေးလေးနက်နက်လေးပြုလုပ်ပြီးတော့စုတောင်းတိုင်တယ်ပေးတာမျိုးနော်မိမိတို့အနေနဲ့ဒိဋ္ဌံတစ်ခုခုကိုဝင်ထားတာမျိုးရှိထားမှာဖြစ်ပါတယ်။ တနင်္ဂနွေသားသမီးများဆိုလို့ရှိရင်စက္ကလာပိုင်းမှာမိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့မှစိတ်ဝမ်းကွဲစရာတွေကြုံရတတ်ပါတယ်။စိတ်ယုံစည်းကမ်းတွေရောက်ရှိရတတ်ပါတယ်။မိမိတို့အနေနဲ့ဒီလဟာဒေါရကြီးလွယ်မယ်ဒေါရထွက်လွယ်မယ်စိတ်မထိန်နိုင်တဲ့လတလဖြစ်ဖြစ်တတ်ပါတယ်။ဒါကြောင့်တနင်္ဂနွေသားသမီးများဆိုလို့ရှိရင်တော့ဒီစက္ကလာပိုင်းမှာအထူးကယူဆက်ရမှာဖြစ်ပါတယ်။ကျမအနေနဲ့အကြံပေးချင်တာကတော့တနင်္ဂနွေသားသမီးများဒီဆက်တလာပိုင်းမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့ကောင်းမွန်တဲ့ဘာသာရေးတစ်ခုခုကို ြုတ်လုံနေတာမျိုးလေးဖြစ်စေချင်ပါတယ်မိမိတို့မိုးရေမိုးရေမှာတတ်တတ်လို့တိစားမယ်အဋိဋ္ဌံပတိစိတ်ပေးတာမျိုးနော်တလကိုးတဲ့အဋိဋ္ဌံဝင်လာတာမျိုးနော်ဒါမှမဟုတ်ရင်မိမိတို့အနေနဲ့နမောတတကိုတနေ့ကိုတရားရှိခောက်ရွတ်ဖတ်နေတာမျိုးပေါ့ဥပစက်ကနေပြီးတော့အချိန်တိုင်းမှာမိမိတို့စိတ်ထဲကနေနော်မိမိတို့ရဲ့နှုတ်ကနေပြီးတော့မှနမောတတပြီးကောင်းတော့အရဟတောတမန်တမုတ်တတဆိုပြီးတော့ရွတ်ပေးနိုင်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်အညံ့လေး ကင်းစင်သွားမှာဖြစ်ပါတယ်။ကိုရှိကိုရောက်လာမဲ့မကောင်းတဲ့အန္တရာယ်တိုက်ခတ်နှောက်ယှက်တွေလည်းကေဝေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်တနင်္ဂနွေသားသမီးများဆိုလို့ရှိရင်တော့ဒီဆက်ကလအပိုင်းမှာအထူးဂရုစိုက်ရမယ့်နောက်တစ်လဖြစ်ပါတယ်။အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့မှအောက်လည်းငယ်သားတွေအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့လုပ်ငန်းမှာမိမိသွင်းပေးလိုက်တဲ့လူနော်ကိုရဲ့လက်အောင်ငယ်သားတွေကကို့ပေါ်မှာမလိုမုန်းသည့်စိတ်တွေနော်ရန်လိုမင်းထက်ပြုတ်မူလာတာမျိုးတွေတွေ့ရတတ်ပါတယ်အထူးဂရုစိုက်ဖို့လိုအပ်ပါတယ် ။နောက်တစ်ခုအနေနဲ့တနင်္ဂနွေသားသမီးများတို့ဆိုလို့ရှိရင်ဒီ7လပိုင်းမှာမိမိတို့လုပ်နေတဲ့လှုပ်ဆောင်ချက်ကလေးမိမိတို့ရဲ့အလုပ်ငန်းတွေမိမိတို့ရဲ့အလုပ်တွေစိတ်ဝင်စားတာမျိုးတွေစိတ်တည်လေနေတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။အဲ့တော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှစူးစမ်းသလောက်မအောင်မြင်လို့စိတ်တက်ကြလွယ်တတ်တဲ့ကာလတစ်ခုဖြစ်ပါတယ်။မိမိတို့အနေနဲ့အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။မိမိတို့စုဆောင်းထားတဲ့ရွှေငွေရတနာတွေနော်ငွေကြေးတွေရတယ်ဒီ7လပိုင်းမှာမိမိရဲ့စိတ်ဆုံးဖြတ်ချက်တွေ အလောတော့ဆုံးအလော30ပြုတ်မှုဆောင်ရွက်လိုက်လို့ကုန်ကြသွားတာမျိုးတွေဆုံးရှုံးသွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်ဒါကြောင့်နင်းဝင်သားသမီးများဒီစက်တလပိုင်းမှာအထူးကယူဆိုင်ရမှာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အထူးကယူဆိုင်ပါ လူမှုရေးကိစ္စတွေမှာတတ်နိုင်သလောက်ဝင်မပါပါနဲ့မိမိတို့လုပ်ငန်းပိုင်းတွေမှာကိုယ်ပိုင်လုပ်ငန်းတွေစတင်ကောင်းထည့်ဖော်မယ်ဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့3ရက်16ရက် 24ရက်ဒီအကောင်းဆုံးဖြစ်ပါတယ်အဲ့လိုနေ့ရက်မျိုးတွေမှာစိုင်းတေးဖွင့်လာမျိုးတွေလုပ်ငန်းသစ်စတင်လာမျိုးတွေအထူးကောင်းမွန်ပါတယ်ဒီလိုနေ့မျိုးတွေမှာစစ်ဆက်ကြောင်းလန်းခြင်းတွေမင်္ဂလာအမှုကိစ္စတွေပြုလုပ်မယ်ဆိုရင်လည်းအောင်မြင်ပါတယ်ဒီလိုနေ့နေ့မျိုးတွေမှာမိမိတို့အနေနဲ့အရေးကြီးတဲ့ကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ်ဒီ7လပိုင်း16ရက်နေ့ရဆိုလို့ရှိရင်တော့အကောင်းဆုံးနေ့ရက်တည့်ရက်ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများဆိုရင်အာမခံကိစ္စမျိုးတွေ လူမှုရေးနဲ့ပတ်သက်တာမျိုးတွေတော့မိသိကိစ္စမှဝင်မပါရင်ပို့ပြီးတော့ကောင်းမှာတယ်။မမျော်လင့်မဲနဲ့အမှုအခင်းတွေပါရင်ဖြစ်တတ်ပါတယ်။ဒါကြောင့်မိမိတို့အနေနဲ့လူမှုရေးကိစ္စတွေဝေဥမှနေပြရမှာဖြစ်ပါတယ်။မကောင်းတဲ့နမိတ်စကားတွေမကောင်းတဲ့သတင်းစကားတွေမကောင်းတဲ့နမိတ်တွေတွေ့ကြုံလာတဲ့အခါကျရင်လည်းမိမိအနေနဲ့ချက်ချင်းခေါင်းလျှော်ဖြစ်တာမျိုးတွေเนาะတယောက်ကမွန်းသီးနဲ့ခေါင်းလျှော်လိုက်ရတာမျိုးတွေပြုလုပ်ပေးရမှာဖြစ်ပါတယ်။စိတ်ညစ်စရာတွေကြုံရတဲ့အခါမျိုးမှာလည်းမိမိအနေနဲ့ဘာမ စိတ်တဲကိုမထည့်ဘဲနဲ့နမောတတဘုရားရွတ်ဆိုပေးပါဒီ17လပိုင်းမှာဆိုလို့ရှိရင်ကိုယ့်လက်ထဲမှာငွေမများလဲကင်လို့မရတဲ့ကာလတစ်ခုဖြစ်ပါတယ်ငွေတွေရင်းနှီးမြုပ်နှံလိုက်ပြီးတော့မှစုံစုံမြုပ်သွားတာမျိုးတွေလည်းစုံရှုံသွားတတ်ပါတယ်အိမ်တွင်းရေးမှာလည်းမသားမယားဖြစ်နေတတ်တယ်ခါးနာတာတွေဒူးနာတာတွေလည်းဖြစ်ပေါ်လာတတ်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်ဒီ17လပိုင်းမှာတော့စိတ်တော့ကဒီ17လပိုင်းမှာမိမိတို့အနေနဲ့အချီရေးအိမ်အောင်ရေးတွေကတော့ကံကောင်းနေတတ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့เนาะကံ ကောင်းမလို့နဲ့ညံ့သွားတာမျိုးတွေရှိပါတယ်အဲ့တော့မိမိတို့ခါတို့ချက်တောက်တို့เนาะဒီကြိုက်တန်ရာတွေတွေ့ကြုံရတတ်ပါတယ်တနင်္ဂနွေသားသမီးများမိသူမဆို28နှစ်အသက်28နှစ်ရောက်ရှိနေတဲ့တနင်္ဂနွေသားသမီးများဆိုရင်တော့သူများကြောင့်အမှုခင်းတွေဖြစ်တတ်တာမျိုးတွေရုံရောက်ရရုံရောက်လို့ပြဿနာတွေဖြစ်ရှင်းရတာမျိုးတွေတွေ့ကြုံရတတ်ပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးများဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အင်္ဂါနေ့ညနေစောင်းမှာတစ္ဆာပန်း၃ပွင့် တရက်ညွန့်ရှင်ညွန့်ကိုအိမ်ဖျားမှာဖျားပန်းအဖြစ်ကတ်လူပေးထားမှာဖြစ်ပါတယ်မိမိတို့အနေနဲ့စုတောင်းမှာတတ်တက်လို့ရှစ်ရက်စားပြီးပါတွေ့ကြုံရမယ့်ဒုက္ခတွေကင်းငြိမ်းသွားမှာဖြစ်ပါတယ်ကျမအနေနဲ့အကြံပေးချင်တာကတော့တနင်္ဂနွေသားသမီးများဒီကာလဒီ၁၇လပိုင်းဆိုတဲ့အညံ့တွေကိုမိမိတို့အနေနဲ့ကင်းစင်သွားခြင်းနဲ့မိမိတို့လုပ်သမျှအကောင်းကျိုးချမ်းသာတွေရရှိစေခြင်းနဲ့အောင်မြင်စေခြင်းနဲ့မိမိတို့မှာအရေးကြီးတဲ့ကိစ္စတွေလည်းဆောင်ရွက်ဖို့ရှိနေတယ်ဆိုလို့ရှိရင်တော့ဒီ၁၇လပိုင်းမှာသင်္ကန်းတစုံလှူဒန်းပေးရမှာဖြစ်ပါတယ် ဲ့တော့မိသည့်တနင်္ဂနွေတာသမီမဆိုလှူဒန်းလို့ရပါတယ်တင်ငန်းနဲ့ဆုံးလှူဒန်းပြီးွားပြီဆိုရင်တော့မိမိတို့အဲ့ဒီနေ့မှာပဲဗုဒ္ဓဗုဒ္ဓဗုဒ္ဓဆိုရတဲ့ပတိစိတ်ပြီးရမှာဖြစ်ပါတယ်ဘဏ္ဍပတ်ရရစိတ်ပြီးပါခါကြီးရက်ကြီးဒီမှာတော့တက်တက်လွတ်စားပြီးရင်ပူပြီးတော့ကောင်းပါတယ်မိမိတို့အနေနဲ့တိမ်ဝင်တဲ့လမ်းမှာတန်ပုံဖြစ်ရမယ်တန်ပုံထဲမှာသဲအပြည့်ထည့်ပြီးတော့မှာ တိမ်ဝင်လန်းလေးကိုတဲလေးခင်းပြီးတော့မှမိမိတို့ရဲ့အညံအခိုက်တွေကြည်ပါစီမိမိတို့ရဲ့လှုပ်ဆောင်သမျှတွေအောင်မြင်ပါစီလို့ပြောဆိုပေးရမှာဖြစ်ပါတယ်။ဒီဟာလေးကတော့တောက်ကြာနေညနေဆောင်မှာပြုလုပ်ပေးရင်ပို့ပြီးတော့အောင်မြင်တတ်ပါတယ်။အဲ့တော့ဒီတလမှာတနင်္ဂနွေသားသမီးများကပြုလုပ်ရမယ်ဆောင်ရွက်ရမယ်ရည်ရရှိပါတယ်။ဒါကတော့926ကောင်လှုပ်ပေးရမှာဖြစ်ပါတယ်။ဖုန်းကြီးเจ้าကိုစွန့်ကြိုက်လေးပို့ပေးပါကြက်သားဟင်းနဲ့စွန့်ကြိုက်ပို့ပေးလို့ရပါတယ်။မိမိတို့အနေနဲ့ဒီကာလာလေးမှာဆိုလို့ရှိရင်တော့ မိမိတို့ရေရပန်းဝိုးအနေနဲ့ထိုးကျင်တယ်ဆိုလို့ရှိရင်တော့ဂန်းကုံညွန့်25ညွန့်လှူဒန်းပေးရမှာဖြစ်ပါတယ်။ကဲတနင်္ဂနွေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဉာဏ်ချင်းနေပြည့်စုံပြီးတော့စိတ်သွားတိုင်းလို့ကိုပါလူရဆန္ဒကြီးပြဝနိုင်ကြပါစေရှင်။